တန်တွဲမြို့နယ်ငပလီမြို့ကစစ်ဆောင်တွေကိုအရခတတော်အနေနဲ့နေရက်မှာပြန်လည်ဝင်ရောက်နေဖို့အတွက်ခွင့်ပြုပေးစီခြင်းနေပြီဖြစ်တယ်လို့စစ်ဘေးရှောင်ပြည်သူတွေကတောင်းဆိုလိုက်ပါတယ်။အရခတတော်ဟာတန်တွဲမြို့နယ်ငပလီမြို့ကိုစစ်ကောင်စီလက်ထက်ကနေ ပြီးခဲ့တဲ့2024ခုနှစ်စတင်ဘာလ9ရက်နေ့ကတည်းကပင် အပြည့်အသိမ်းမရရှိထားခဲ့ပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိငပလီကန်းချေရက်ွက်တွေဖြစ်ကြတဲ့ကော့မစင်စပကြီးဇီးဖြူကုံလင်းတာမြပြင်ဂျိတ်တော်ရက်ွက်တွေကစစ်ပေးဆောင်ပြည်သူ2000ကျော်လောက်ဟာမိမိနေရမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်အာဘခတော်ကခွင့်ပြုချက်မပေးသေးတာကြောင့်စစ်ဆောင်စခန်းတွေမှာနေထိုင်နေကြရဆဲဖြစ်ပါတယ် အဲ့လိုမိမိနေရာကိုပြန်လည်ဝင်ရောက်နေထိုင်ခွင့်မရသေးတဲ့အတွက်စပင်းရှောင်းစကမ်းတွေမှာနေထိုင်နေကြရတဲ့ဒေသခံပြည်သူတွေဟာစားဝတ်နေရေးအခက်အခဲတွေ၊ကျန်းမာရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကာနေထိုင်နေကြရတာဖြစ်တဲ့အတွက်မိမိနေရာမှာပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုအရဝခတတော်အနေနဲ့ခွင့်ပြုပေးဖို့လိုအပ်နေပြီဖြစ်တယ်လို့ဂျိတ်တော်ရက်ဝက်ကစပင်းရှောင်းစကမ်းမှာနေထိုင်နေတဲ့ဒေသခံအမျိုးသမီးတအူကတောင်းဆိုပါတယ်။ ဒါအပြင်မကြာမီကာလအတွင်းမှာလည်းမိုးရာသီကိုရောက်ရှိလာတော့မှာဖြစ်တဲ့အတော့ဆစ်ဆောင်ပြည်သူတွေအနေနဲ့မိမိနေရက်မှာလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်ရမှာဖြစ်တဲ့အတော့အခုလိုအချိန်မီနေရက်ပြန်ခွင့်ရဖို့အတွက်ကိုဆစ်ဆောင်ပြည်သူတွေအနေနဲ့တောင်းဆိုရတာဖြစ်တယ်လို့လည်းစစ်ပွဲဆောင်ပြည်သူတွေကဆိုကြပါဗျ အရောခါတော်ဟာစစ်ကောင်စီလက်ထက်ကနေတန်တွဲမြို့နဲ့ငပလီတမြို့လုံးကိုအပြည့်သက်သိမ့်ပိုက်ပြီးနောက်မှာအရသာပြည်သူတွေဒေသအတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးတွေကိုစက်တိုက်လှုပ်ဆောင်ပေးတာတွေလည်းရှိနေသလိုဒေသခံတချို့ကလည်းပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုတာတွေကိုလည်းရှိနေပြီးဖြစ်တယ်လို့တန်တွဲမြို့ခံတအူကအခုလိုပြောပါဗျ ြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီလက်ထက်ကနေအာရခတတော်အပြည့်သက်သိမ့်ပိုက်ထားပြီးဖြစ်တဲ့တောင်ကုန်းမြို့အတွင်းကစစ်ပွဲရှောင်ပြည်သူတွေကို အာရခတတော်ကမိမိနေရာမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာတွေရှိခဲ့ပြီးနေရာအတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့လေကြောင်းရန်ရှိနေသေးတာကြောင့်ဘုံဟုတ်ကျူးနေတူဖို့လူစုလူဝေးတွေမလုကြဖို့ကိုအာရခတတော်နဲ့အာရခပြည်သူတော်လှန်ရေးအစိုးရကတိုက်တွန်းပြောဆိုတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ